ားလုံးပဲမင်္ဂလာပါခင်ဗျလက်ကီဒူဒီ channel ကလည်းပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျ23ရက်4လ2022ကနေကုန်အတွက်ဒူဒီလေးကိုကျွန်တော်တွက်ပြပြီးသွားပါမယ်ခင်ဗျ23ရက်နေ့မတွက်ခင်မှာကျွန်တော်20နော်22ရက်နေ့ကကျွန်တော်ပြီးတာ9953ပေါ့နဲ့3ည9 3ည2905 9တော့ပတ်ခိုင်းလိုက်တယ်ခင်ဗျငါပတ်တဲ့လူတွေကတော့ချိန်တိပေါ့လဲပေါ့နော်ဟုတ်ပြီနော်ထော်သွားတာတော့94 56ထွက်ပြီးသားကနေပြန်ထွက်သွားလိုက်ခင်ဗျာနော်54 56ငါပတ်လက်လူကတော့ပေါက်လိုက်ခင်ဗျာနော်အခုကျွန်တော်23ရက်နေ့72နိုင်10မိနစ်တော့ပထမဆုံးထိပ်စီးပိုင်းလေးကိုတွက်ပြပေးပဲခင်ဗျာနော်ပထမဆုံးထိပ်စီးပိုင်းလေးကိုကျွန်တော်နဲ့အတူတူဟိုကျွန်တော်တို့လိုက်ပါကြည့်ပေးပါခင်ဗျာပထမဆုံးကျွန်တော်တို့နော်72နိုင်23ရက်နေ့72နိုင်10မိနစ်အတွင်းကပထမဆုံးထိပ်စီးလေးဟာဒီဟာ8ရက်ဒီဟာ8ရက်9ရက်နော်ဒီ၃လုံးပေါင်းခြင်းက ဒီသုံးလုံးပေါင်းချင်းက16 21 1ရဲ့နှက်ခတ်က8ဟုတ်ပြီနော်1ရဲ့နှက်ခတ်က8ဆိုတော့ဒီမှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတော့8ထိပ်စီထွက်သွားလဲခင်ဗျနော်ဒီမှာ8ထိပ်စီလေးထွက်လာပါတယ်ဒီသုံးလုံးပေါင်းချင်းက16 21 1 1ရဲ့နှက်ခတ်က8 8ထိပ်စီထွက်လာပါတယ်ခင်ဗျနော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်နောက်တစ်ခုလည်းကျွန်တော်တို့ဘောအတိုင်းလေးပဲဒီမှာဟုတ်ပြီ၃ညရဲ့ညတည့်ရဲ့၈ရဲ့ပေါင်းချင်းက၉ဖြစ်ပါတယ် ကိုကိုရဲ့နှက်ခတ်ကတော့6ပေါ့ခင်ဗျာเนาะကိုရဲ့နှက်ခတ်က6ဆိုတော့ဒီမှာကျွန်တော်တို့ဘာထွက်သွားပြီလဲဆိုတော့6ထိပ်စီလေးထွက်သွားပြီခင်ဗျာဟုတ်ပြီเนาะ6ထိပ်စီထွက်သွားပြီဒါကြောင့်လာမယ်ကျွန်တော်တို့ဆန်တဲ့3ရက်နေ့7နိုင်တမနစ်မှာဖြစ်နိုင်ရရှိတဲ့ကျွန်တော်တို့ဖြစ်နိုင်ရရှိတဲ့ထိပ်စီလေးဟာဒီက9ရက်เนาะ954ပေါ့ခင်ဗျာဒီ3လုံးပေါင်းချင်းကမ74ပေါ့နော်74ဆို4ရက်နှက်ခတ်က1ဖြစ်ပါတယ်အဲဒါကြောင့်မို့ထိတ်စီကကျွန်တော်တို့နေထိတ်စီတစ်လုံးရပါပြီ ဟုတ်ပြီနော်နှစ်ထိပ်စီ300ကိုကျွန်တော်မွေးကနန်းမှာတင်လာပေးတယ်ခင်ဗျနှစ်ထိပ်စီလည်းပါပါတယ်ခင်ဗျနော်ဒါကြောင့်မို့ကျွန်မွေးကနန်းလေးကိုကြည့်ပြီးတော့လည်းပြန်ထိုးနိုင်တယ်ခင်ဗျအခု daily တွက်နေနဲ့မွေးကနန်းနဲ့တိုက်တဲ့ကနန်းကိုမိမိတို့စိတ်ချရွေးထိုးလို့ရပါတယ်အခုကတော့18နာရီ10မိနစ်တွက်ကျွန်တော်တို့နှစ်ထိပ်စီ300ရသွားပြီခင်ဗျနော်အပိတ်ကနန်းလေးကျွန်တော်ပြမယ်နော်အပိတ်ကနန်းလေးအပိတ်ကနန်းလေးကကျွန်တော်တို့ဒီက1ရက်5ရက်5ရက်2ရက် ပြီးတော့တရား၈ရေဟုတ်ပြီเนาะ၁၅၅၂၈ပေါင်းချင်း၁၀ရှင်းတဲ့၁၀၂၀နဲ့၂၀နဲ့၁ပဲပါတယ်၂၀၁ဆိုတော့၁ရက်နှက်ခတ်ကလည်း၈ပဲခင်ဗျဟုတ်ပြီတင်းနှက်ခက်က10ဖြစ်တဲ့အတွက်ဒီမှာလဲကျွန်တော်တို့ထွက်သွားတာက10ပိတ်နဲ့10ဆက်10ဆိုပြီးထွက်သွားတယ်ခင်ဗျဟုတ်ပြီနော်10ဆက်10ဆိုပြီးအပိတ်လေးထွက်လာတယ်ဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်နောက်တစ်ခုဆက်ကြည့်မယ်ဆိုရင်နောက်တစ်ခုကတော့ဒီအတိုင်းပဲခေါ်ပြန်မယ်နော်ဒီက4ရယ်8ရယ်8ရယ် 6ရက်3ညရပေါင်းချင်း6နဲ့4နဲ့ပေါင်းတက်စစ်6 26ပေါ့ခင်ဗျ6ရက်နှက်ခတ်ကတော့9ဟုတ်ပြီသူက6ရက်နှက်ခတ်က9ဖြစ်တဲ့အတွက်ဒီမှာကျွန်တော်9ထိတ်နဲ့69 sorry ပါ9အပိတ်နဲ့69ကိုเนาะထွက်သွားပါလေเนาะအဲ့ဒီဒိုင်နာကျွန်တော်ရှင်းမယ်ဆိုရင်တစ်ခွက်ပဲထိုးထိုးရမယ်ခင်ဗျเนาะ23ရက်နေ့မှာကျွန်တော်တစ်ခွက်ပဲထိုးရပါမယ်6 4 5 6 1เนาะ ဒီငားလုံးပေါင်းချင်းပေါ့ခင်ဗျာငားလုံးပေါင်းချင်းက10ဒီကတင်တဲ့ကောင်ပေါ့6နှစ်ပေါ့ခင်ဗျာเนาะ2ရက်နှက်ခတ်ကတော့4ဖြစ်ပါတယ်2ရက်နှက်ခတ်က4ဖြစ်တဲ့အတွက်ကျွန်တော်က4ပဲလပိမ့်မယ်ဆိုနှက်ခတ်တွဲပေါ့ခင်ဗျာเนาะ24တကွက်ပဲထွက်ခဲ့တယ်ခင်ဗျာเนาะဒါ24က20တိုင်းကြာခဲ့တဲ့ကနန်း4ပါခင်ဗျာပြီးရင်ဒီမှာသူကျွန်တော်က4ရက်နှက်ခတ်ကနှင်း4ရက်ပါဝါက6ဟုတ်ပြီเนาะ4ပါဝါ6 ဒီမှာဆိုရင်နှစ်ရက်နှစ်ခတ်က၄နှစ်ရက်ပါဝါက9ဒီမှာဆိုရင် အပူကြိုက်တဲ့လူကတော့၄နှစ်၄၄၄ခွန်လာမယ်နှစ်နှစ်နှစ်၄နှစ်ခွန်လာမယ်9နှစ်9 4 9ခွန်လာမှာပေါ့ခင်ဗျာเนาะအပူကြိုက်တဲ့သူက၄၄နဲ့နှစ်နှစ်နဲ့ထိုးလို့ရတယ်ခင်ဗျာเนาะဒါကတော့ကျွန်တော်တို့23ရက်နေ့72နိုင်10မိနစ်အတွက်မနက်ပိုင်းလေးအတွက်24တခွက်เนาะဒါ24တခွက်တော့ညနေ4နိုင်ခွဲအတွက်ကျွန်တော်ပြမယ်ခင်ဗျာเนาะညနေ4နိုင်ခွဲအတွက်ဆက်ကြည့်ပြပါ နော်ညနေ၄နာရီခွဲအတွက်ကိုဒီမှာကျွန်တော်စပြမယ်ခင်ဗျညနေ၄နာရီခွဲအတွက်ကဒီ၃လုံးပေါင်းခြင်းဟုတ်ပြီနော်ကျွန်တော်တို့၁ရက်နော်၁ရက်၈ရက်၄နှစ်ရက်နော်ဒီ၃လုံးပေါင်းခြင်းကကျွန်တော်တို့ပါဆက်နော်တက်ဆဲ7ပေါ့ခင်ဗျ7ဆိုတော့၁ရက်ကျွန်တော်တို့ပါဝါက6ဒီမှာ6ထိပ်စီထွက်လာတယ်ခင်ဗျဟုတ်ပြီနော်ဒီ၃လုံးပေါင်းခြင်းက10 71တိရပါဝ6 6ထိပ်စီထွက်သွားပြီခင်ဗျ နော်ချောက်တက်စီလေးထွက်လာပါတယ်အပိတ်ကိုကျွန်တော်တို့တစ်ခါလေးကြည့်မယ်ခင်ဗျအပိတ်ကဒီသုံးလုံးပေါင်းချင်းခင်ဗျနော်အပိတ်ကဒီဟာနော်ကျွန်တော်ခဲနဲ့ပြလိုက်တဲ့သုံးလုံးပေါင်းချင်း654ပေါင်းချင်းကဆက်ခွန်ရပါတယ်9ရဲ့ပါဝါက2ပါခင်ဗျနော်ဒီမှာဆိုရင်ကို6နဲ့ပေါင်းဆက်ခွန်နဲ့9ရဲ့ပါဝါက2နော်60နဲ့2ဆိုပြီးထွက်သွားတယ်ခင်ဗျဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်တို့ဆက်ပြနောက်တစ်ခုကလည်းဒီတိုင်းပဲဒီဟာ4ရဲ့3ရဲ့ပြီးက6ရဲ့ ဒီသုံးလုံးပေါင်းချင်းကတက်ဆယ်ရတဲ့ဒုံညရဲ့ပေါဝါကငါဒီမှာငါထိစီထွန်းသွားတယ်။ဟုတ်ပြီအပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်ကဒုံညရှစ်ဒုံညပေါင်းချင်းဒုံညရှစ်ဒုံညပေါင်းလိုက်က၈ရပါတယ်။၈ရဲ့ပေါဝါကတော့ဒီမှာ၃အပိတ်ထွန်းသွားတယ်50နဲ့၃ဟုတ်ပြီနော်50ဒုံထွန်းသွားပါတယ်ခင်ဗျ။ဟုတ်ပြီနော်ဒါကြောင့်မို့လာမယ့်ကျွန်တော်23ရက်နေ့ညနေ4နာရီခွဲမှာဖြစ်နိုင်ခြေရှိတဲ့ထိန်တဲ့ပိတ်က106ရဲ့ နော်၄ရက်6ရက်ဒီ၃လုံးပေါင်းချင်းက73ရပါတယ်3ရက်ပါဝါက10ပေါ့ခင်ဗျာနော်3ပါဝါက10ဆိုတော့ဒီမှာကျော်တို့ထိပ်စီးရပါရသွားပြီလဲဆိုတော့10ထိပ်စီးတစ်လုံးရသွားပြီခင်ဗျာဟုတ်ပြီနော်10ထိပ်စီးအပိတ်ကိုကြည့်မယ်ဆိုရင် အပိတ်ကဒီ၃လုံးပေါင်းချင်း935 5ရက်ပါဝါက3ညအပါဝါ3ညဆိုကျွန်တော်က3ညပြိမ့်မယ်ဆိုရင်3ည8 3ညဟုတ်ပြီနော်8 3ည ဒါမွေးကနန်းမှာကျွန်တော်ပေးရတာ38လာမသိခင်ဗျเนาะ38 38ပါလဲ28ပါတယ်ဟုတ်ပြီเนาะအဲ့ဒါလေးလေးထိုးလို့ရတယ်ဒီမှာကကျွန်တော်ရေးပေးမယ်3ပါဝါ3ရဲ့နှက်ခတ်က9လာမယ်9ပါဝါ35ရဲ့နှက်ခတ်က3လာပါတယ်အဲ့ဒီမှာလဲပါလဲအပူးဆိုရင်33 9 9ထိုးမယ်မနှက်ကဆိုရင်တော့မနှက်ပိုင်းမှာ2 2နဲ့4 4ရှိမယ်ဟုတ်ပြီเนาะအပူးဆိုရင်2 2 4 4အောက်မှာ9 9 3 3 55ရှိပါတယ်။ဟုတ်ပြီနော်။ဒါလေးတွေအပူထုတ်ကြိုက်တဲ့လူကထိုးလို့ရတာပေါ့ခင်ဗျာနော်။ဒါကတော့ main quest 24ရဲ့80နဲ့က main quest ပါ။ဟုတ်ပြီနော်။၂၄နဲ့၄နဲ့၈၀နဲ့က main quest အားလုံးပဲကျွန်တော်၂၃ရက်နေမနက်ပိုင်းညနေပိုင်းမှာကန်ကောင်းကြပါစေ။နော် daily လိုချင်တဲ့ကဏ္ဍလေးတွေဒါကျွန်တော်တွက်နေတိုင်းကြားထဲမှာလိုချင်တဲ့ကဏ္ဍလေးတွေဆိုရင်ကျွန်တော်ဒီမှာရေးပြရတဲ့ဖုန်းနံပါတ်လေးမှာလက်တောင်းလို့ရပါတယ်ခင်ဗျာနော်။ ဒါလေးကိုလည်းတောင်းလို့ရပါတယ်အားလုံးပဲ23ရက်နေ့မှာမနက်ဝညနေရောကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ